ိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီညကျွန်တော်တို့ထိုးသက်သွားတဲ့ဒါဘော်ထန်းယော်ထန်းဘော်ထန်းရောက်ဖနဲ့ဒါညီလေးစူပါရေချမ်းပွဲရတော့ပြီးသွားပြီပေါ့နော်ညီလေးစူပါရေချမ်းတော့စူပါရေချမ်းပါပဲဗျာဘာကြောက်လဲဆိုတော့ကျွန်တော်တို့ဗျာနော်ဘော်ထန်းရောက်ဖကျွန်တော်တို့မွေးလာထရဗျာဒီလက်အိစုကြီးတော့ကိပုံစင်ထိုးစားလာတဲ့ကောင်ကကျွန်တော်ညီလေးစူပါရေချမ်းကိုတော့တက်စင်တော့ဖွင့်မကစားရဲတဲ့သူပေါ့နော်အဲဘော်ထန်းကတော့အာသူရောက်ဖောက်အကြီးဒါမျှော်လင့်ထားတာပေါ့နော်သူတို့မျှော်လင့်ထားလို့တော့သူတို့ကွက်ထဲတော့မဝင်ပါဘူး ဒါမဲ့ညီလေးစူပါရေချမ်းတော့ဒါဒုတိယကျွန်တော်တို့အချီမှာတော့ဟိုအမှတ်မထင်ပြတာတောင်နဲ့တွန်းထုတ်လိုက်တဲ့အချိန်မှာလဲသွားတဲ့ဟာအမှတ်စဉ်ကြီးပိုက်ပြဒါပြောချင်တာဒါပဲဟိုဝေါ်တန်းရဖတကယ်ဆရာကြီးကွာဆရာကြီးဆိုတဲ့ကောင်ကဘာမှကိုကျွန်တော်တို့ဟိုဟိုဟိုဘာမှကိုဗျာဘာမှဆိုဘာမှကိုတိတ်မလုံးပြနိုင်ဘူးဗျာမလုံးလုံးပြနိုင်တဲ့အရေးကြီးအရေးချင်းမတွေ့ရဘူးဗျာစူပါရေချမ်းအောင်ပဲကြောက်လို့ရမှာမသိခလေးလေးကိုဗျာကြောက်လို့လာမှာမသိဘူးစူပါရေချမ်းအောင်အစလာတယ်ကျွန်တော်တို့တိုက်စစ်ဖွင့်တယ်ဖွင့်ပြီးတော့နောက်ကန်းကောင်တာပြန်ကစားတယ် းဖွင့်ထိုးတယ်အဒုတိယချိန်မှာဆိုပိုကျန်းတယ်ဗျာပိုဝင်ကြီးလုံးတယ်ကောင်းနေဗျာတတိယချိန်ဆိုစူပါရီကျန်းတစ်ချိန်လုံးတာတယ်ဗျာတကယ်ဒီလိုဆရာကြီးမျိုးဗျာတတိယချိန်မှာဆိုစူပါရီကျန်းတစ်ချိန်လုံးတာတယ်ဒါပေမဲ့ညီလေးစူပါရီကျန်းဒါအမှတ်နဲ့တော့ရှုံးနေသွားတယ်ဗောဒါဟာရှုံးမှာပဲကျွန်တော်ကျွန်တော်တို့ဒီဘောရောမကြည့်ခင်တည်းကညီလေးစူပါရီကျန်းအမှတ်နဲ့ရှုံးမှာဆိုတော့ကျွန်တော်ကောင်းကောင်းသိပြီးသားသိလားဘာဖြစ်လို့ဆိုတော့ကျွန်တော်ပထမချိန်မှာထိုးတယ်စူပါရီကျန်းကန်တယ်ခေါင်းဖြတ်ကန်တယ်ကန်တယ်ဒါပေမဲ့ဟိုဟိုတိုင်းရောက်ဖာ ထိုးတော့ပဲကျွန်တော်တို့ဟိုပြန်ပြရတဲ့အချိန်မှာဗျာဘောနာရောက်ဖတ်ထိုးတော့ပဲပြရတယ်ဗျာစူပါရီကြကန်နာတွေဖြက်ကန်နာတွေထိုးတဲ့အကြောင်းတခုမှမပြဘူးဗျာနော်ဘောနာရောက်ဖတ်ကန်တယ်ဒါဝဲပြလိုက်ဒုတိယချီရောက်လာပြန်ဒီလိုပဲစူပါရီကြဒီကျွန်တော်ဒီနေရာတွေပဲဖြက်ကန်ရတယ်ဗျာဖြက်ကန်ကျွန်တော်တို့ဒါဟိုပွဲသုံးပွဲပြီးွားတယ်ပြီးွားအချိန်မှာပြမယ်ထင်နေတာဗျာဟမ်ဘောနာရောက်ဖတ်ထိုးတော့ပဲပြရတယ်ဘာမသိရင်စူပါရီကြချီမပါလက်မပါတယ်ဗျာတစ်ချက်မှမထီးတယ်လို့ပဲကျွန်တော်ပြောချင်တယ်နော်ပြောချင်တယ်နော်အဲ့အဲ့မှာတည်းကကြည့်လိုက်တော့ ဘသူ့အနိုင်ပေးရှင်လဲဆိုတော့ပြောချင်တာကျွန်တော်တို့ကအလဲထိုးမှဟိုနိုင်မယ်ဗျာရှုံးရင်မနိုင်ဘူးဒါပုံစံမျိုးပေါ့နော်ကောင်းတယ်စူပါရန်တကယ်တတိယကတော့တကယ်ကိုမခေဘူးဒီညီလေးတကယ်ကိုမှကျွန်တော်တို့တတ်အောင်မယ်တကယ်ကိုမှအောင်မြင်အောင်မယ်ဗျာကျွန်တော်ရဲရဲယူပြောရဲစူပါရေးချမ်းကို तू တခါမှမကျင်လေဘူးတဲ့နေရမှာဗျာနော်ဟိုစွန့်စားရေး तू လက်ထိုးတယ်ဗျာတကယ်လဲတကယ်ကိုမှဒီကောင်လေးတော်တော်လေးမှပါလဲပါနဲ့တလို့တကယ်ကိုမှထိုးပုံထိုးပွက်တွေအတောင်မှ ကောင်းလုံးတယ်ညီလေးဒီညီလေးတကယ်ပြောတာတကယ်ကောင်းလုံးတယ်ဟိုချီတူးတယ်စူပါရေချမ်းတကယ်ပြောတာရှုံးတာတော့ကျွန်တော်တို့ပြောပြရပြီမကြည့်ခင်တဲ့ဒီပွဲကစူပါရေချမ်းအမှတ်နဲ့ရှုံးမယ်ဆိုတာကျွန်တော်တို့မြန်မာနိုင်ငံသူတဲ့သူတို့ထိုင်းနိုင်ငံသားအကုန်လုံးသိရဗျာဟုတ်လားပြောချင်တာကျွန်တော်ပြောချင်တာနော်ဒုတိယအချိန်မှာဗျာမထင်မှတ်ပဲနဲ့ဒါစူပါရေးကြောင်းသူကလက်တင်ရဝဲတွေဝိုက်ရောဒီနေရာကိုခေါင်းကိုကျွန်တော်ဝိုက်လဲဝက်လက်တင်ရဝဲတွေတောင်နဲ့ဒီလိုတွန်းချတော့စူပါရေးညာပလက်လန်သွားပလက်လန်နဲ့ဟောင်းအမှတ်စဉ်ကြီးလိုက်တယ်နော်တတိယအချိန်ရောက်တော့စူပါရေးကြဖြတ်ကန်တယ်ဗျာဖြတ်ကန်ရင်တော့ဒီ ဘယ်လက်တီလာပါကျွန်တော်ကတိချတော့မသိလိုက်တော့ဘူးပလက်လန်သွားတယ်ဗျာထိုးခိုင်းလိုက်တယ်ဗျာအမှတ်စင်မကြီးဘူးဗျာပြောချင်တာစူပါရေချမ်းကလေးကြောင့်ဘာမှမဟုတ်တဲ့ဟာလေးနဲ့အမှတ်စင်ကြီးလိုက်တယ်ဗျာအဲညီလေးသူတို့ဝါထိုင်းရောက်ဖားကြကြတော့ဗျာဒီတိုင်းလှုပ်ပေးလိုက်မထိသလိုထိသလိုဘဟုတ်အောင်မျက်လုံးကြောင်တော့ကျွန်တော်ကြည့်နေသူအမှတ်စင်ကြီးမလားဆိုပြောဗျာစဉ်းစားကြည့်လိုက်နော်ကျွန်တော်ပြောတာဟိုတတိယချီရောက်မှာစူပါရေချမ်းတတာအောင်စူပါရေချမ်းထိုးတော့ပြတယ်ဗျာပြောချင်တာဟို သုံးချီကစားတယ်ပထမချီနဲ့ဒုတိယချီမှာဗျာစူပါရီကျန်းမသိရင်လက်မပါနေတော့လုံးဝမထိတလို့ပဲဗျာလုံးဝအောင်မပြအောင်ဗျာစူပါရီကျန်းထိုးတယ်ကျွန်တော်အနာနားတောင်းနေမှာလားနားဟိုနားတယ်နားတဲ့ချိန်မှာကျွန်တော်ပြတယ်ဗျာဟနာဘဒူကဘယ်ပုံစံမျိုးထိုးရလဲဆိုတော့ပြတယ်ဗျာဘဒူအားတာတယ်ဘဒူအားနေတယ်ဆိုတော့ပြတယ်ဗျာအဲပထမချီလည်းလုံးဝမပြအောင်ဝရန်ရောက်ဖကန်တော့ပဲပြတယ်ဗျာအဒူတက်ချီရောက်လာပြန်တော့လေဝရန်ဝရန်ရောက်ဖကန်တော့ပဲပြတယ်ထိုးတော့ပဲပြတယ်စူပါရီကျန်းခေါင်းတွေပဲဖြတ်ကန်လာကြတော့ကျွန်တော်လုံးဝမပြအောင်ဗျာပထမချီနဲ့ဒုတိယချီတတိယချီရောက်မှာ စူပါအေဂျင့်ဒါခေါင်းကိုဖျက်ကန်တာတွေဒါထိုးတာတွေလဲဝါတာတွေကိုပြတယ်ဗျာအဲပြောချင်တာပြောချင်တာဘာဖြစ်လို့ဆိုတော့ကျွန်တော်ဒုတိယချိန်မှာစူပါအေဂျင့်အမှတ်စီကြီးခံလိုက်ရတာဟုတ်အမှတ်စီနိုင်ကြီးခံစူပါအေဂျင့်အပြုံးမပြုတ်ဗျာရင်းတာတကယ်ကိုရင်းနေစူညီလေးစူပါအေဂျင့်တကယ်ကိုမှ तू အမှတ်စီကြီးခံကြီးခံလိုက်ရတယ်ဗျာ तू ဘာအပြုံးဆိုတော့ကျွန်တော်တို့လည်းသိနေတာဒါပေမဲ့ तू ယူဝင်ရင်းတော့ဟုတ်ကောင်းအောင်ရှင်းတော့ရှင်းနေတယ်ဗျာနောက်ကိုတည်းကလည်းဟိုကောင်းလည်းကျွန်တော်တို့ကောင်းတာကစားသမားဗျာအမှန်တကယ်ဆိုရင်ဗျာစူပါအေဂျင့်ကိုကောင်းတာတော့ तू ကစားဖို့တော့မလိုဘူးဗျာကျွန်တော်ပြောတိုက်စင်တော့ဖွင့်ကစားလို့ရတယ်ဒါပေမဲ့ဟိုကစားအောင်မစားရတာဗျာအရှင်းဆုံးပြောရရင်အဲဒီကောင်ဖွင့်တယ်ဖွင့်တဲ့ချိန်မှာဘယ်လိုမှသူမရအောင်စူပါရီကျန်လည်းဖွင့်တယ်သူကလည်းဖွင့်တယ်ဒါပေမဲ့မရအောင်သူသူ့ကိုသူမရမှန်ဒီကောင်တော့ပြန်ကစားရတယ်ပြန်ကစားတဲ့ချိန်မှာစူပါရီကျန်မှာရင်းခံရင်တော့ကျွန်တော်ထိုးရဖက်ဖက်ကန်ပြတာဒီနထင်းလေးကိုဗျာဖိုင်ကနဖိုင်ကနဖိုင်ကနဗျာတရားကျွန်တော်ကစဉ်းစားစူပါရီကျန်နောက်တစ်ကြိမ်လောက်တော့ပေးထုတ်လိုက်ခြင်းလေလို့အဲ့ဒါဆိုတော့တော်တော်ကြည့်ကောင်းပါတရား ဘောနံစောက်ချက်ပါအကိုရောင်းတယ်တဲ့လိုပဲဖြစ်ပါအနှစ်အောင်လုံးကောင်းပါတယ်အဲကောင်းလို့လည်းနိုင်သွားတာပေါ့နော်ဒါလေးပဲပြောချင်တော့ဒုနာပြောလို့ပဲကျွန်တော်တို့ကဒီပွဲကိုမကြည့်မကြည့်ရသေးတယ်ကဒီပွဲဟာဘောထန်းရောက်ဖပဲနိုင်မယ်ဆိုတာကျွန်တော်တို့သူတို့ပြည်သူပြည်သားတွေကျွန်တော်တို့နိုင်ငံပြည်သူပြည်သားတွေဒါသိရဗျာဟောတယ်မှာကျွန်တော်တော်တော်လေးဟောဗျာ။အော်ပထမကြီးဒုတိယကြီးမှာစူပါကြီးကြီးမသိရင်ရှီလက်မပါလို့ဗျာ။တစ်ချက်မှမသိဘူးဗျာ။ဒီလောက်ဗျာ။ဖြတ်ကန်တယ်ဗျာ။ နထင်းတွေဖြတ်ကန်တယ်ဗျာပေါင်တွေကန်တဲ့ဟာကိုလုံးဝမပြောက်အောင်ဗျာဒုတိယချီစူပါရီချန်တတိယချီရောက်မှာစူပါရီချန်ရှုံးနေဆိုတော့ဒါအားလုံးလည်းတိမှတတိယချီလုံးစူပါရီချန်တာတော့ဝက်ပြတယ်တကယ်ကမှတတိယချီမှာဆိုစူပါရီချန်ဒါတချီလုံးတာတယ်ဗျာအဲစူပါရီညီလေးစူပါရီချန်တော့တကယ်ကမှကောင်းတယ်ဗျာဒီညီလေးတကယ်ကမှတိုးတက်အောင်တတိယချီတချီလုံးမှာစူပါရီချန်ထိုးရတာအတားကြီးပဲစူပါရီချန်အဲအဲ့ဒါကိုပဲပြလိုက်ဟိုကောင်တတိယချီမှာဟိုကောင်ထိတဲ့ထိကွက်တွေလုံးမပြတော့ဗျာဘာဖြစ်လို့ဆိုစူပါရီချန်ရှုံးပြီဦး ဖုန်းနဲ့တော့အားကြောင်မပြတော့ညီလေးစုပါကြီးကြံထိုးတော့ပဲပြတယ်ဘလို့ပဲဖြစ်ပါဖိုင်တယ်မှာညီလေးစိုးစားတာအားပေးနေအညီလေးရဲ့ဒါအများကြီးတက်လန့်ရှိတယ်ဗျာသူတို့ဘလို့ပဲဖြစ်ဖြစ်ဒါညီလေးစုပါကြီးကြံအကန့်ဆိုတယ်အဆလာဖြစ်ရအောင်သူကဟိုနိုင်စင်ကနေရှုံးသွားတယ်နော်အမှတ်အမှတ်စင်အမှတ်စင်ရောက်မှဒါနိုင်စင်ကနေသူရှုံးတယ်အဆပွဲမှာတော့လေအဒုတိယစီရောက်ပြန်တော့လေအလဲထိုးပြန်တော့လေဖုန်းနဲ့မရအောင်ဟုတ်တယ်ဟုတ်ဒုတိယပွဲရောက်ပြန်တော့လေအလဲထိုးပြန်တော့လေဖုန်းနဲ့မရအောင်အခုတက်တက်ရပွဲရောက်ပြန်တော့ဘောတန်းရောက်ဖတ်မွေးထဲကလည်းအိတ်ဆူထိုးလာတဲ့ကောင်နဲ့ ကျွန်တော်တည်ပြီးရပြကိုမကျွမ်းကျင်တဲ့လက်ပဲမှာထိုးရတယ်ဒါပေမဲ့တကယ်ဥမကျွမ်းကျင်တဲ့သူတယောက်လို့ထိုးပြသွားတာတော့တကယ်